嗯，所以也。 live နှစ်ခလုံးနှိပ်မှာယူဟိုဟိုအဲ့ပိတ်သလိုဖြစ်သွား comment ကိုဝင်ကြည့်လိုက်တာဘယ်လိုဖြစ်လို့ပိတ်သလိုဖြစ်သွားခဏလေးပြန်ဆောက်အောင်မယ်နော်မကျင်နဲ့ပြန်ဆောက်ခလုံးနှိပ်မှာပြီးတော့ပြန်ထွက်သွားတာ ခဏလေးလူပြန်စောင့်မယ်အရှိန်ကကောင်းနေတော့ရှိတယ် င်းရပြီเนาะခုနခလုတ်ခလုတ်နှိမ်မာသွားတယ်ကောမက်ကိုဝင်ဖတ်လိုက်တာခလုတ်နှိမ်မာပြီးတော့ထွက်တဲ့ခလုတ်သွားနှိမ်မိတယ်ထင်တယ်ပြန်ထွက်သွားတယ်အခုနည်းနည်းလေးပြန်ဖတ်ပြမယ်เนาะအချိန်ပြန်ယူတဲ့အနေနဲ့ဖတ်ပြမယ်အဲ့တော့တဲ့ဘယ်လိုပြောပြမှာလဲသုရိကဥဒုရိယကတဲ့ online ပေါ်တွင်တဲ့ရေးတင်ဟောပြောထားခြင်းမရှိသောဗီဒီယိုဖိုင်များမှထုတ်လုပ်၍တင်ဆိုထားသောစောရဏဖြစ်သောကြောင့်เนาะအနောတိမာနာနောတိမာတဲ့အမှုတွင်တဲ့အကျိုးမဝင်သောစောရဏဖြစ်ကြည့် သောဒနာဖြစ်တတ်မှတ်တဲ့ပယ်ချပြပါရန်တဲ့တင်ပြ၍တဲ့သောဒနာထားသောဒနာထားတဲ့အမှုမပြုတ်ဒီကိုတဲ့သောဒနာတဲ့အမှုကိုတဲ့မပြုတ်ဒီကိုတွေ့ရသည်တဲ့သူကဦးနှိုးသူကသောဒနာခိုင်းတာအဲ့တော့သောဒနာလို့မရတဲ့ဟာကိုနော်ဘီကိုကမဟောတဲ့ဟာကိုသောဒနာဘယ်လိုသောဒနာမှာနော်အဲ့တော့ဆိုလိုဆိုလိုရင်အတိတ်ပဲမှာတန်ဃာတော်ဒီဘယ်သူ့နှစ်ကျင့်ထိုက်သည်နီးတန်ဃာတော်ဒီတဲ့တက်ရောက်အပ်သောစကားမတက်ရောက်အပ်သောစကားတိထိုက်သည်တဲ့ ဒီဟာကဟူဒီတဲ့တက်ရောက်အပ်သည်စုသောစကား၎င်းမတက်ရောက်အပ်သည်စုသောစကားလို့နိုင်တဲ့တိထက်၍တဲ့တော့ပါဠိတူပါ စကားရဲ့နိုင်တဲ့ဤဒီကတိပုံအစီစဉ်နဲ့နော်တိပုံအစီစဉ်ယင်တီတဲ့စောရကပုဂ္ဂိုလ်ဤတဲ့ရှိ၌ဖြစ်သော စကားတီတဲ့ဤညအတိုင်းနဲ့ရှေးရှုရှေးရှုဤတဲ့နောက်၌ဖြစ်သောစကားတီရှိဤမှု အတိုင်ရှိရှိဤတဲ့သုတိကပုဂ္ဂိုလ်တဲ့ဤတဲ့သုတိကပုဂ္ဂိုလ်ဤတဲ့ရှေ့၌ဖြစ်တဲ့စကားသည်တဲ့ဤမြအတိုင်ရှိရှိဤတဲ့နောက်၌ဖြစ်သောစကားသည်လည်းဤမြအတိုင်ရှိရှိသည်တဲ့ဤကဲ့သို့တိထိုက်ဤတဲ့သုတကပုဂ္ဂိုလ်ဤတဲ့ပမာဏကိုတဲ့ယူယူထိုက်ဤတဲ့ပမာဏယူထိုက်ဤဟုတဲ့ဆိုရ၌ဓမ္မဆောရဏဓမ္မဆောရကဟူ၍တဲ့၎င်း အရမစောရကဟူ၍၎င်းဗလာစောရကတဲ့ဟူ၍၎င်းနဲ့ပကတိစောရဏစောရကပုဂ္ဂိုလ်ဤတဲ့၎င်းဤကဲ့သို့အတိုင်းပမာဏယူခြင်းကိုစုလိုသည်တဲ့သုတိကပုဂ္ဂိုလ်ဤတဲ့ပမာဏကိုယူထိုက်ဤပမာဏကိုယူထိုက်ဤဟူဝဲဆိုရင်တဲ့ဓမ္မသုတိကလောဓမ္မသုတိဓမ္မစောရကဓမ္မစောရကလော ဓမ္မသုတိကလောတဲ့မဟုတ်လီလောတဲ့ဤကဲ့သို့အတိုင်းအတာတဲ့ပမာဏယူခြင်းကို စုလို့သည်တဲ့ငကိုတဲ့ဒီမတင်မဲနဲ့เนาะဥစဉ်တို့မဟောပဲနဲ့ဥစဉ်တို့တင်ပြထားတာမဟုတ်ပဲနဲ့တို့တွေကသောဒနာထားပြီဆိုတဲ့ဓမ္မလားအာရမသောရကပုဂ္ဂိုလ်ကဓမ္မလားအာရမဆိုတော့ဥစဉ်တို့ဖြည့်ကြတော့မလို့အဖြေရထွက်သွားပြီလေဥစဉ်ကရှင်းပြကြမှာမလို့တဲ့ဥစဉ်တို့မဟောတာယူဥစဉ်တို့ဘာလို့ရှင်းမှာတော့ဘောရိုက်တွားရှင်းမှာတော့ကိုရှုပ်သွားမှာပေါ့เนาะအဲ့ထားပါတော့တရားဆုံးဖြတ်တော်တဲ့ဝင်းဤ ထို၏တဲ့ပမာဏကိုတဲ့ယူထိုက်၏တဲ့ဝိနည်းထို့ပုဂ္ဂိုလ်၏တဲ့ပမာဏယူထိုက်ယူထိုက်၏ဟုတဲ့ဆိုရ၌လဲဝိနည်းထို့ပုဂ္ဂိုလ်တို့သည်တဲ့ဆုံးဖြတ်ခြင်းခါတဲ့စွမ်းနိုင်လောစွမ်းနိုင်သလောတဲ့မစွမ်းနိုင်သလောဟုသောတဲ့အတိုက်တာတဲ့ပမာဏကိုယူခြင်းကိုဆိုလိုသည်တဲ့ဤသည်ကတိပုံအစီစဉ်တင်ရင်တဲ့တိပုံအစီစဉ်တို့သူတို့တိထိုက်ပြီလေအစောကြီးတဲ့ဒါကနော်ဝင်းတို့ တင်ပြထားတာပဲဒါဟာသောရဏမမြောက်လို့သောရဏမထိုက်တဲ့တရားနော်ဒီသောရဏမဟုတ်လို့ဒါတွေကိုပါလက်ပယ်ချပေးပါလို့ပြောတာကိုဒီဝဏိစရနော်ဒီအဖွဲဝဲဝဏိစရ15ပါဒါဝဏိစရ15ပါအဖွဲရလဲစစ်စစ်ကမှာဒါဟာသောရဏတင်ထိုက်လားမတင်ထိုက်လားပြီးတော့ဝဏိတို့ဆရာတော်ကြီးတွေကလည်းဒီဟာတွေကအမှုတွေရပြည့်စုံလားနှစ်ဖက်သက်သည်သည်ဟုတ်လားမဟုတ်လားဆိုတော့ကျမ်းနာစစ်စစ်ပြီးတော့မှဆုံးဖြတ်လို့ရတာလေအဲ့တော့ကျမ်းနာမစစ်စစ်ပဲနဲ့တခါတည်းပုံနှိပ်ပြီးတော့ စာဖတ်ပြတာဒါဂျာနာစစ်စစ်တာမှမဟုတ်တာဒါဝင်းကြီးထိုးတွေရဲ့ကျင့်ထုံးဥပဒေမှမဟုတ်တာနော်စာဥဖတ်ပြတာလောက်ကတော့ဘယ်သူပဲရိုက်ရရိုက်လို့ရတယ်လေကိုလိုချင်တာရိုက်လို့ရတယ်ဒီနှစ်ဖက်သက်တွေကမဟုတ်လားမဟုတ်လားဆိုတော့သုတိကနဲ့စောရကပုဂ္ဂိုလ်တွေရဲ့ဟာတွေစစ်စစ်ရမှာလေဂျာနာစစ်စစ်ပြီးတော့ယုံတင်ပြီးတော့အမှုဖွဲ့အမှုဖွဲ့အမှုဖွဲ့အောင်မှာအမှုလည်းမဖွဲ့ပဲနဲ့ဦးနှုတ်စပြီးတော့ခေါ်တော့ရတယ်ကအမှုဖွဲ့ဖို့ဆိုပြီးတော့ခေါ်ပြီးတော့ဒါတွေကိုဂျာနာစစ်စစ်ဖို့ နှစ်ဖက်သက်တွေကိုခေါ်ပြီးတော့စစ်ဆေးတယ်ထင်လို့ဦးဇင်းတို့ကလာတာအဲ့တော့နှစ်ဖက်သက်တွေကိုကြားနာခြင်းစစ်ဆေးခြင်းမေးမြန်းခြင်းနော်မေးမြန်းခွင့်နော်မှတ်သားခွင့်ဘာတစ်ခုမှမရှိဘဲနဲ့စာအုပ်ကိုဒီအာရမလို့ဒီဆုံးဖြတ်ထားတဲ့ဒီစာအုပ်ကိုဖတ်ပြဟို46ချက်မှ5ချက်ဖတ်ပြပြီးတော့အာရမလို့ဆုံးဖြတ်တာကဘယ်သူကလက်ခံမှာတော့အကုန်လုံးထမင်းစားတဲ့လူတွေပဲဟာပေါ့နော်အဲ့တော့သုတိကပုဂ္ဂိုလ်တို့ကိုတဲ့ပြောဆိုအပ်သောစကားကိုတဲ့ မယုတ်မလျှော့စီလျက်တဲ့သုတိကပုဂ္ဂိုလ်တို့ရဲ့တဲ့မပြောအပ်သောစကားကိုလည်းတဲ့ထင်စွာမပြောအပ်သည်ကိုဖြစ်၍တက်ရောက်လာကုန်သောပုဂ္ဂလတို့ကိုတဲ့စကလုံးတို့ဖြစ်ကိုတဲ့ကောင်းကောင်းမွန်စွာပိုင်းခြားကယူဝရည်တဲ့သူတို့ကစကားရှင်းရှင်းဝေးတွေမဖတ်တော့ပါဘူးเนาะသူတို့ဆုံးဖြတ်ချက်ပဲဖတ်လိုက်တော့အဲ့ဒါဆုံးဖြတ်ချက်သုတိကဥတ္တရိယဟာတဲ့အနတ္တဟုသိလျင်ရှုစရာမလိုတော့ကြောင်းဟုတဲ့ဟောပြောခြင်းသည်တဲ့เนาะသောရက ဆရာတော်များတဲ့တင်ပြတော်တဲ့ပါဠိတော်များနဲ့ဆန့်ကျင်တော်၎င်းဥရဘလို့ပြောပြရမလဲဒီဝဏိထိုဆရာတော်ကြီးတွေကတကယ်ပဲသူတို့ကိုယ်တိုင်ဆုံးဖြတ်ထားတာလားเนาะတကယ်ပဲမသိလို့ပဲဆုံးဖြတ်ထားတာလားတော့မသိဘူးအဲ့တော့ဥသိဟောတဲ့အထက်မှာအာရမဟုတ်လားမဟုတ်လားကိုပဲဆုံးဖြတ်မှာလေသုတ္တကပုဂ္ဂိုလ်တွေနဲ့ဥသိကညင်းနေတာမဟုတ်ဘူးတကယ်တမ်းကျတော့ဝဏိထိုဆုံးဖြတ်ချက်ကဥဒုရိယဟောတဲ့တရားဒီအရင်ဆုံး ဟိုအာရမဟောတာလားဓမ္မတွေဟောတာလားအနတ္တလို့ဟောတာလားအတ္တလို့ဟောတာလားเนาะအဲ့လာကိုဆုံးဖြတ်ရမှာလေဒီဆွဲချပုံကိုယ်တွေရဲ့တော့เนาะဒီသူကဘယ်လိုပြောလဲသူစောရကဆရာတော်အများကြီးတဲ့တင်ပြတော့ပါဠိတော်များနဲ့စန့်ကျင်နေတော့ကြောင်းတကောင်းတဲ့သူတို့ရဲ့စန့်ကျင်တော့အဲ့တော့ဘယ်လိုအဲ့လာလည်းနည်းနည်းပြောပြချင်တာเนาะသူတို့ရဲ့တင်ပြထားတဲ့ပါဠိတော်တွေနဲ့စန့်ကျင်တယ်ပြောအောင်သူတို့ပါဠိတွေဥစဉ်ဟောတာမှမဟုတ်တာတစ်ချက် ဦးဇင်းဟောတဲ့တရားဒီဓမ္မလားအာရမဆိုတာကလူဘိန်းနဲ့နားလေတယ်လူတိုင်းနဲ့နားလေတယ်ဖះဟောတဲ့တရားကိုပဲဟောတာသူတို့ကဥမာပေါ့မြတ်စွာဘုရားကဝိနည်းကိုဟောမယ်ဆိုကြပါသူဝိနည်းကိုဟောနေတဲ့အချိန်မှာဘီးဓမ္မမပါလို့ဆိုပြီးတော့မြတ်စွာဘုရားဟာမြတ်စွာဘုရားပုဂ္ဂိုလ်တော်ဝါကြီးနဲ့ဝိနည်းတွေလျှောက်ပြီးတော့အပြစ်ရှိတယ်အပြစ်မရှိဘူးဒါတွေကပါစိတ်အဘက်တဲ့နဲ့ဒါကတော့အပါရာဇိကကြရတယ်ဆိုတော့ပုဂ္ဂိုလ်တော်ဝါကြီးနဲ့ပြောနေပါလားဆိုမြတ်စွာဘုရားကိုဟိုဘက်ကဘီးဓမ္မဘက်ကနေပတ်ပြီးတော့သူတို့ကအာရမလို့ဆုံးဖြတ်ပြီးတော့ဘီးဓမ္မဘက်ကနေပြပြီးတော့ ဟိုပြီးထမားတဲ့တရားတွေမပါလို့ဆိုပြီးတော့မြတ်စွာဘုရားတော် အာရမလုပ်မဲ့အဖွဲ့တွေအောင်မြင်လို့ဖွဲ့တွေอ่ะအဲဆောရကပုဂ္ဂို6ဦးကเนาะအဲ့တော့ပြီးထမားတရားဟောတာကပုဂ္ဂိုလ်တော်မပါဘူးတဘာဝဓမ္မတသက်ဟောတာအဲ့တော့မြတ်စွာဘုရားရဲ့ပြီးထမားတရားဟောရင်လေဟာမြတ်စွာဘုရားဝင်းနီးကိုပယ်တယ်ဟာတုတ်တန်ဒေသနာတွေကိုပယ်တယ်ဆိုပြီးတော့အဲအောင်မြင်လို့ဖွဲ့နဲ့ဝင်းနီးတို့အဖွဲ့အာရမလို့ဆုံးဖြတ်မှာမြတ်စွာဘုရားလာဟောရင်တော့အဲ့လိုဆုံးဖြတ်မှာအဲ့လာကြတော့ တို့ဟောတဲ့ဒေသနာကမှားလားဟိုဗိဓမ္မာဟောတယ်ဆိုရင်ဗိဓမ္မာဒေသနာတရားမှားလားမှန်လားပဲဆုံးဖြတ်မှာလေအဲ့လောက်သွားပြီးတော့အောင်မြင်တို့စောရကပုဂ္ဂိုလ်6ခုကဟိုတုတ်တန်နေဝင်းကြီးတွေကိုသူတို့တွေကရှောက်ပြီးတော့ဟိုဘက်ကနေတုတ်တန်ဝင်းကြီးဘက်ကနေဆွဲချက်တင်ပြီးတော့သူတို့ဒေသနာတွေနဲ့သူတို့ထောက်ပြတဲ့ဟာတွေနဲ့မကိုက်လို့မြတ်စွာဘုရားဟောတဲ့ဗိဓမ္မာအာရမဖြစ်ရတော့လားအဲ့ဒါနော်မိတို့ဒီလူပညာရှိယဟန်ပညာရှိဆိုသိတာအဲ့တော့ဟိုဒီ ဝီနီထိုတွေဆိုတာကเนาะတကယ်လူပညာရှိရဟန်းပညာရှိရဟိုပုဂ္ဂိုလ်တော်ဟာမကြည့်ရအောင်လေဒီဟောတဲ့ပုဂ္ဂိုလ်ဥရိယဟောတဲ့ဒီအနတ္တဟုတိလိရင်ရှုစရာမလိုတော့ဘူးဆိုတဲ့တရားဒီအရမဖြစ်လားမဖြစ်လားဆိုတာကိုကိုယ့်ကိုထမင်းစားတဲ့လူတိုင်းပညာရှိလူပညာရှိအကုန်သိတယ်เนาะအဲ့တော့ဦးတို့ပုဂ္ဂိုလ်တော်ဟာသွားကြည့်မယ်ဆိုမိမိတို့လည်းအကုန်လုံးကနော်ဓမ္မဟောတဲ့ပုဂ္ဂိုလ်ကိုအာရမလို့ယူမိမိတို့လည်းအာရမဖြစ်မှာပဲเนาะဘယ်ပုဂ္ဂိုလ်မှဟို ်ပြောတယ်ပြောတာမဟုတ်ဘူးအဲ့အာရမဓမ္မကိုအာရမလုပ်တဲ့လူကအာရမလုံးအကုန်လုံးအာရမတွေကြီးပဲအခုလည်းအဲ့လိုမျိုးဖြစ်တာပဲနော်ဆိုတော့ဒီဆရာတော်ကြီးတွေကဒီဥဒ္ဓဒီစောရကပုဂ္ဂိုလ်ရဲ့တင်ပြထားတဲ့ပါဠိတော်တွေနဲ့စန့်ကျင်နေလို့တယ်ဖះဟောတဲ့တရားနဲ့စန့်ကျင်နေပဲဥစဉ်ပြောမှာသူတို့ဆွဲချက်သူတို့ဆွဲချက်တင်တဲ့ပါဠိတော်တွေနဲ့စန့်ကျင်ပြောအောင်သူတို့ပါဠိတွေဥစဉ်ကဘယ်ပါဠိကိုဟောပါမယ်ဘယ်အထာဂရာကိုဟောပဲဆိုတော့သူတို့နဲ့ငင်းခုန်လုံးနေအောင်မဟုတ်ဘူးလာငင်းနေတာကအဲ့အဖွဲတွေကငင်းတာစောရကပုဂ္ဂိုလ်ကလာငင်းတယ်ဥစဉ်ကဘယ်သူမှမငင်းဘူး မြတ်စွာဘုရားကြီးကမြတ်စွာဘုရားကတဲ့လောကကြီးကိုမငင်းဘူးအလောကကြီးကမြတ်စွာဘုရားကိုလာလာငင်းနေတာဒုတိယအဲ့တော့ခုနဥသိရလည်းဒီပါဠိတော်ကိုစန့်ကျင်ဟောအောင်ပါဠိတော်သူတို့ပါဠိတော်ဟောတာမှမဟုတ်တာကြီးကိုသူတို့ပါဠိကိုဟောမယ်လို့လည်းမပြောဘူးသူတို့ပါဠိသူတို့နဲ့လည်းငင်းခုန်လုံးနေမှာမဟုတ်ဘူးငင်းတာကအဲ့ဘက်ကငင်းတာဒါနဲ့ဥသူရိယနဲ့အရိယမန္တန်ရဲ့တာဝကတွေကဟောတဲ့တရားတွေအလုံးကတကယ်ကိုနော်ဟိုပါလူပညာရှိယဟန်ပညာရှိထမင်းစားတဲ့လူတိုင်းကုန်သိနိုင်ပါတယ်အဲ့တော့မျက်စိမှိတ်ပြီးတော့ เนาะပုံကိုတော်အောင်ကြည်ပြီးတော့လုံးမယ်ဆိုရင်တော့မိမိတို့အားလုံးအပယ်လိုက်ရမှာအပယ်ကိုအကုန်လုံးလိုက်အကုန်လုံးကဇောက်ထိုးစင်းကိုကြမှာဂျိုးထိုးပြုတ်စင်းကြမှာအကုန်လုံးကတော်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 အချိန်ကြီးတော်တော်ဆူတယ်เนาะအဲ့တော့ပရိပါရိဟမ်ပတိတံမိတာမတ်เนาะမတ်ကရတဲ့ပါဠိတော်တဲ့စာမျက်နှာ362ခွန်နှာရိုက်တဲ့အနတ္တနုပဒနာရတဲ့အနတ္တနုပဒနာရတဲ့ဘဝေတရတဲ့ဘဟုတိကရတဲ့ တမန်နာအဲအဲပါဠိလိုအများကြီးမဖတ်တော့ဘူးเนาะလွယ်မှာဆိုလို့အနတ္တဟုတဲ့အဘယ်မှာရှုတနည်းပွားများအပ်တနည်းကျင်းကျင်းဖန်များစွာပွားများအပ်တော်တဲ့အဘယ်မြည်တဲ့တော်တဲ့ပညာကိုဖြစ်စေတနည်းနတ္တဟုတဲ့အဘယ်မှာဘယ်မှာတဲ့ရှုနေခြင်းပွားများအပ်တော်တဲ့ကျင်းဖန်များစွာပြုတ်အပ်တော်ကြီးမားအပ်တော်ပညာကို ဖြစ်သည် ဟုတဲ့ဟောတော်မူသောကြောင့်၎င်းအဲမှန်နေတာပဲလေဦးဇင်းဟောတာနတ္တဟု သူအချိန်ဖန်များစွာရှုတော့သိတဲ့အချိန်မှာဒါသိတာပေါ့ပညာဖြစ်သွားရင်ဒါအနတ္တလို့သိပညာဖြစ်သွားရင်ရှုကြမလို့တော့လေအရှုကြမလို့တော့မှလည်းယဟန္တာဖြစ်မှာဟုတ်အဲ့တော့ချက်သားယဟန်တို့တဲ့စင်စစ်အာဖြစ်တဲ့ခတ်သိမ့်ကုန်တော့တဲ့ခန္ဓာ၅ပါးတရားတို့ကိုအနတ္တအာဖြစ်တနည်းတဲ့အနတ္တဟုသောတဲ့ထိုယဟန်တို့သည်တဲ့အရိယာမတ်အားလျော်စွာတဲ့ဝိပဿနာဉာဏ်နှင့် ပြည့်စုံအပ်သည့်ဖြစ်လက်တန့်ဤသို့သော အကြောင်းသည်ရှိပေ၏ အရိယမအားလျော်စွာတဲ့ဝိပဿနာဉာဏ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်တို့သည်နော်တဝါဒတန်တန်ယုတ်တနီးကေသို့မဟုတ်တနီးတဲ့တီမန်နီးတဲ့မှန်ကန်သောတဲ့သောသဘောဖြစ်လျင်တဲ့ကိင္တိကိင္တိမြဲစေတတ်သောတဲ့အရိယမတ်တို့တဲ့တက်ရောက်လက်တက်ဤသို့တဲ့အကြောင်းနဲ့ရှိသည်ပေတဲ့ဒီမှာဦးဇင်းဟောတဲ့တရားတွေအားလုံးကနော်ဒါဘယ်လိုပဲပြောပါစာနဲ့တခြား ဟိုတခြားစာနဲ့တခြားဖတ်ပြီးတော့လေ့လာလို့ရတယ်နော်အဲ့တော့ရှင်းတဲ့အထဲမှာလည်းပါတယ်နော်ဝိသုပိမတ်တရောဘာတွေရောအများကြီးပဲရှင်းပြထားတယ်ထားပါတော့အဲ့တော့ခုနသူတို့ဆုံးဖြတ်ချက်ကဘယ်မှာဆုံးဖြတ်တာလဲကျွန်တော်15ပါးဆုံးဖြတ်ချက်မှာထိုးတဲ့17ပါးတို့တွင်တဲ့အနတ္တအနတ္တအနုပဒနာကိုတဲ့အနတ္တအနုပဒနာတဲ့ဘာဝေနန်းတဲ့အနတ္တတိတဲ့ပဇာနာတိ အနတ္တဟုတဲ့အဖန်ဖန်ရှုခြင်းကိုတဲ့ပွားများသူသည်တဲ့အနတ္တဟုသောအမှတ်တင်ညာကိုတဲ့ပဲ့အတ္တဟုသောတဲ့အမှတ်တင်ညာကိုတဲ့ပယ်ဆုံး၍ဟုတဲ့အနတ္တနုပတနာကိုတဲ့မဟာဝိပဿနာ၁၈ပါးတွင်နဲ့ထဲ့သွင်းဖွင့်ဆိုထားသောကြောင့်၎င်းသုတိကဥဒုရိယဤတဲ့အနတ္တဟုသိလျင်ရှုเสียမလိုတော့ကြောင်းဟောပြောချက်သည်တဲ့အရမဝါဒတာဖြစ်သည်ဟု ဝင်းကြီးဆရာတော်များကဆုံးဖြတ်တော်မူကြသည်တဲ့အမလေးတနာဖို့ကောင်းလိုက်တာနော်ဝီးတို့ဆရာတော်ကြီးတဲ့တော်တော်တနာဖို့ကောင်းတယ်ဒီမှာဟောတာကအတူတူပဲလေအနတ္တဟုတိလျင်လို့ပြောတာလေမသိရင်ရှုဖို့နတ္တဟုတိလျင်ဆိုတဲ့ဟာက နော်အဲ့တော့အနတ္တိပဲကိုအဲ့တော့ပွားများမှတိမှလေပွားများမှတိမှလေအဲ့တော့လုံးဝနတ္တဟုတိလျင်လို့မူမူချထားတယ်နော်နတ္တဟုတိလျင်လို့မူအရှိမမူချထားတယ်မသိပဲနတ္တလို့ပဲတိလိုက် နော်နတ်တလို့တိလိုက်ရှုရမလို့တော့ဘူးလို့ပြောတာနတ်တဟုတိလိရင်လို့ပြောတာတိတာမတိတာကကာယကံရှင်ရဲ့ပုံမှာမူတည်တာလေဦးဇင်းကလုံးဝမရှုနဲ့လို့ပြောတာမဟုတ်နတ်တဟုရှုလိတိလိရင်နော်အချိန်မှမူချတာလေအဲ့တော့ခုနဘယ်လိုပြောပြမလဲလူတွေကဒီဒီဟောတဲ့တရားကလည်းဟာမားတာတခုမှတိလိရင်ရှုရမလို့တော့ပြီဟိုတဲ့တရားနော်ဟိုဒီဘယ်လိုပြောပြမလဲအာရမဝါရဖြစ်တည်ဟုတဲ့ ဝနိစရာဆရာတော်ဝနိစရာတယ်နော်ဝနိတော်မဟုတ်တော့ဝနိစရာဆရာတော်များကဆုံးဖြတ်တော်မူကြသည်ဆိုတော့သွားပြီးပလက်လံပြီးပေါ့နော်အဲ့တော့သွားပြီးအကုန်လုံးကတဘာတဲ့အကုန်သွားကြပြီပေါ့နော်အဲ့တော့ဒီဟာဒီအားလုံးကနတ္တဟုဟောနတ္တတရားဟောတို့အရမဝါဒဖြစ်မယ်ဆိုတော့လည်းဖြစ်ပေါ်လေတော့မတတ်နိုင်ဘူးနော်ဟောတာကအနတ္တပဲဟောတာအဲ့တော့ခုနဒီလိုနိလူပညာရှိယဟန်ပညာရှိတွေကတော့ဒါလေးကတော့စာပေတွေတခန့်တနာဖွဲ့နေနော်ဦးဇင်းဟောတဲ့တရားရှင်းရှင်းလေးပဲအနတ္တလို့မသိလို့မိမိတို့ကြင့်နေရတာလေ အဲ့တော့အနတ္တကိုတကယ်သိလားမသိလားဆိုတော့အဲ့တော့ဒီသုတိကပုဂ္ဂိုလ်ဝဏီထိုတွေပဲဥပမာပြောရတော့ပါတော့နော်ဝဏီထိုပုဂ္ဂိုလ်တွေကပရိယနားလဲရင်နားလဲလိုက်မယ်ပြည့်စုံရင်ပြည့်စုံလဲမယ်ပရိယဆိုတာလိမ့်လာတင်ညာဆဲပဲရှိတယ်အကြောင်းသားဆဲပဲရှိတယ်ပရိပတ်ကိုကိုတိုင်းလုပ်ငန်းခွင်မှာကျင့်ခဲ့ပြီးပြီလားနော်ဘလို့ကျင့်ခဲ့တာပရိဝေဒကိုကိုတိုင်းလုံမြောက်ခဲ့ပြီလားအဲ့လားမိမိတို့တစ္ဆာဆိုရမှာမိမိတို့ကိုယ်တိုင်းမလုံမြောက်ဖဲနဲ့မတိဘဲနဲ့ဒီတစ်ဖက်သားကိုဓမ္မကိုအာရမလုပ်မယ်ဆိုရင်အဲ့တော့သောရကပုဂ္ဂိုလ်6ဦးနဲ့တပွားအာရမလို့လုပ်တဲ့ပုဂ္ဂိုလ်တွေအားလုံးကလည်း ခုနမိုးကြောခိုင်းပြီးတော့ခုနအကုန်လုံးတစ်ခါတည်းဒေဝကောင်တည်းဆင်းရမယ်အဖွဲလေးအကုန်လုံးကနော်အဲ့ဒါဒါကြီးကအရန်ပေါ့ဓမ္မကိုစော်ကားရင်ဓမ္မပဲမိမိတို့ကိုဒုက္ခပေးမှာနော်ဓမ္မပဲဓမ္မဒုက္ခပေးမယ်လို့ပြောရင်တမျိုးနာကြတာတမျိုးဖြစ်သွားလိုက်ပြီနော်မိမိတို့ရဲ့အာဓမ္မကပဲမိမိတို့ကိုပဲအပေကိုခေါ်သွားမှာဘာလို့လဲဆိုတော့မိမိတို့ကိုယ်တိုင်ကအပေမပိတ်သေးလို့ရှိရင်တော့ဒီဟာပယ်လေအပေပိတ်လာမှာပိတ်လာဆိုတော့သိတာကြီးလေနော်အနတ္တဟုသိလိရင်လို့ပြောတာ နတ္တမတိပဲနဲ့တော့ဘယ်လိုလို့နတ္တမတိပဲနဲ့တော့ဘယ်လိုလို့ကိစ္စပြီးမလဲဘယ်တော့တရားဘယ်လိုလို့တရားကျင့်မလဲအဲ့တော့နတ္တတိလားမတိလားဆိုတာမိမိကိုယ်တိုင်မိမိစစ်ပေါ့အဲ့တော့မိမိတို့ကမတိလို့တာဆွဆွဲနေတာမိမိတို့မတိတဲ့ဟာကိုသူများကိုမတိရကောင်းလားဆိုပြီးတော့เนาะသူများလည်းသူများလည်းမတိဘူးဆိုပြီးတော့ဒီလိုမျိုးပေါ့เนาะမိမိရဲ့ဝါဒတွေကိုတွတ်သွင်းတာဖခင်ရဲ့ဝါဒကအနတ္တတိလင်ရင်လို့ပြောတာအဲ့တော့နော်အဲ့လားလေးလည်းတာရကနည်းနည်းပြောပြရမယ်ပေါ့เนาะဒီ ဘာဟိယဓာတုစတိယကိုနော်မြတ်စွာဘုရားတလုံးတစ်ပါးသားပဲဟောတာအများကြီးဟောတာမဟုတ်ဘူးဒိဋ္ဌိဒိဋ္ဌိမတ်တန်ဒါမုတိမိတ္တနော်ဒီမြင်မြင်ကမတ်တက်ကြားကြားကမတ်တက်ဆိုမြင်မြင်တဲ့နေရာမှာရက်ခိုင်းတာအလာယုဘင်းတော့ကတော့ဝိပဿနာဉာဏ်မကြသေးဘူးလို့အဲ့ဒါသောတာပန်မတည်သေးဘူးလို့အနာဂတ်မတည်သေးဘူးသရဂတ်မတည်သေးဘူးယဟန္တာမတည်သေးဘူးသူကပြောလို့မရအောင်လေသူတိတိတဲ့နေရာမှာရက်မှာပဲလေမြင်မြင်ကမတ်တက်ကြားကြားကမတ်တက်တိတိကမတ်တက်လို့ခေါ်တဲ့တရားတွေအားလုံးဟောနော်အဲ့တော့ အလာကဒီကာယကံရှင်ကျင့်သုံးတဲ့ဘာဟိယဓာတုစီတံနဲ့ပဲဆိုင်တာမြတ်စွာဘုရားကတော့ပြတာဒီတိုင်းပဲပြောတာเนาะမာတုကျပုဒ္ဒနဲ့ဘာဟိယဓာတုစီတံကိုမြတ်စွာဘုရားအလွယ်ဆုံးနည်းနဲ့အမြန်ဆုံးနည်းကိုပြပါဆိုရင်ဒီတရားတော်တွေပဲပြတာအဲ့တော့တေကံဤလူမမာကိုဝိရောကမင်းတို့ပရိယစာပေတင်လိုက်ဟောဓမ္မကိယတင်လိုက်ဟောသွားပြောလို့မရအောင်လေဥစဉ်ဟောနေတာကတေကံဤဂရင်ပေါ်မှာเนาะလူမမာကိုဟောနေတဲ့တရားဒီအလွယ်ဆုံးတရားနဲ့အမြန်ဆုံးတရားမဟောလို့ဘယ်ဟာသွားဟောရမှာလဲ เนาะအဲ့ဒါမိမိတို့ဒါလည်းဘာပဲပြောပြောပါเนาะဥစဉ်ကလည်းပြောလို့ရှိရင်တော့ဒီလိုပုဂ္ဂိုလ်မဖက်ဓမ္မတသက်ပြောမယ်ဆိုရင်ဒီလိုပဲပြောအောင်ပါအဲ့တော့တို့ရဲ့အာရမတွေအားလုံးကိုတရားဓမ္မတွေပါလို့ဆိုပြီးတော့အဲ့တော့နေရာယူပြီးတော့ဟလာဘယ်လိုပြောပြရမလဲနော်ဒီဘလိုတွေရထားလဲတော့မသိဘူးရထားတဲ့ဟာတွေရတယ်နော်အဲ့တော့အဲ့တော့မိမိတို့ဒီဓမ္မနဲ့အာရမကိုတော့နော်ဦးဇင်းကမပြောလို့တော့ဘူးအဲ့တော့စာရာဖတ်ကြည့်လိုက်တော့နော်ဝူနိစရရဲ့ဒီဆုံးဖြတ်ချက်စာအုပ်ကိုဦးဇင်းဓာတ်ပုံရိုက်ပြီးတော့တက်တက် တဖိုင်တင်ပေးမယ်ဒီနေ့ live တွေ့နေတော့ခုနကပြတ်သွားတာဖြစ်တဲ့အတွက်လိုအပ်လို့ရှိရင်ဥစဉ်ပြန်ပေါင်းလို့တော့မရတော့တော့ဘူးပေါ့နော်ဒါဖြတ်ပြီးတော့ပေါင်းတာဒါဆိုရင်တော့ရပါပြီเนาะနောက်နေ့ကျရင်ဥစဉ်အပိုင်း16ပေါ့အမှတ်16စောရနာတဲ့6စစ်စစ်ချက်တဲ့ဘာလဲမသိဘူးခဏဒီထဲမှာဖတ်ကြည့်မှရမယ်ဟိုဘက်ကဆွဆွဲတဲ့ပုံကိုယ်ကြီးဟာဖတ်မယ်နော်အမှတ်16စောရနာတဲ့ဝိပဿနာဉာဏ်စဉ်7ပါးတဲ့ကတဲ့ပြိသင်္ခါရဉာဏ်ကိုတဲ့ လွယ်မားစွာဟောပြောမှု၌စောရဏခြင်းနဲ့နော်အဲ့လာတော့နောက်နေ့တွေပေါ့နောက်နေ့ဆိုတော့ဗနက်ပြန်လဲဖြစ်ဖြစ်မယ်တပတ်ခါလဲပြင်ပြင်မယ်နော်အားကြောင့်မို့ယောဂီတော်ကောင်းများအားလုံးတစ္ဆာနဲ့ကြီးသီလနဲ့နေမေတ္တာနဲ့ဆောက်ရှောက်နော်အဲ့ဒါလေးကိုဘုရားကဝိနောရဲ့အလင်္ကာဆောက်မှုလေးပေါ့အရိယမန္တန်တာဝကရဲ့နော်အဲ့တော့အမြဲတိမှအတိမြဲမယ်ဒါလေးကိုပြန်ကြည့်ပါနော်အမြဲတိမှအတိမြဲမယ်အတိမြဲမှအတိမြဲပြီးတော့မှမလုပ်မလဲအမြဲပြန်တိမယ်နော် အဲ့တော့တရင်ကမြန်မာတရင်ကနိဗ္ဗာန်ထာဝရမြန်မာထာဝရနိဗ္ဗာန်အမြဲတည်ပါမြန်မာအတိမြဲမယ်ဆိုတဲ့เนาะစောင့်ပုတ်လေးတွေလည်းရှိတယ်။အားကြောင့်မို့ယောဂီသူတော်ကောင်းများအားလုံးเนาะဒီနေ့တရက်စာကတော့เนาะနိဗ္ဗာန်မဝင်ခင် အားလုံးအိယာဝန်နိုင်ကြပါစေလို့ဆုတောင်းနေတယ်။တင့်အတွက်မနှက်ပြန်ပေါ့เนาะနောက်နေ့မှပြန်ဆုံ။နည်းနည်းလေးပြတ်သွားတာ